မင်္ဂလာပါရှင်ခစ်သစ်မန္တလေးကနေဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးအချင်းထောင်တွင်မတိတင်မဲ့တိဆုံခဲ့ရသည့်နိုင်ခြင်းများအတွက်စစ်ကောင်စီကလုံးဝခွင့်မလွတ်ဘဲတရားမျှတမှုရယူသွားမည်ဟုလွှတ်တော်ကိုစားပြုကော်မတီများကြေညာတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် စစ်ကောင်စီရဲ့အကျဉ်းထောင်တွေထဲမှာမတရားဖမ်းဆီးထိန်းသိမ်းခံရကနိုင်ငံရေးအကျဉ်းသားတွေမတိဆုံးတင်မဲ့တိဆုံးနေရတဲ့အပေါ်စစ်ကောင်စီနဲ့လက်ပါစီတွေကိုခွင့်လွှတ်မှာမဟုတ်ပဲပြည်ရင်းပြည်ပအဖွဲ့အစည်းတွေနဲ့ပူးပေါင်းကတရားမျှတမှုရရှိအောင်လှုံ့ဆော်သွားမယ်လို့ပြည်နယ်နဲ့ Federal Unit လွှတ်တော်တွေလွှတ်တော်ကိုစားပြုကော်မတီတွေကထုတ်ပြန်လိုက်ပါတယ်စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေဟာအကျဉ်းထောင်တွေထဲမှာအကျဉ်းဖမ်းမှုညှဉ်းပန်းနှိပ်စက်မှုလုံလောက်တဲ့စေဝါနဲ့အစာအာဟာရမရရှိမှု ို့ကြောင့်မလိုအပ်ဘဲအသက်သေဆုံးနေကြရပြီးအဲ့ဒီထဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွတ်တော်ကိုယ်စားလှယ်145ရောက်အပါအဝင်ဖြစ်တယ်လို့သိရပါဗျ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌဖြစ်သူမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ဟာ2024ခုနှစ်အောက်တိုဘာလ9ရက်မှာထောင်တွင်းမှာကြဆုံခဲ့ပြီးလျှက်စင်းတဲ့စွမ်းရည်ဝန်ကြီးဦးဝင်းခိုင်ဟာလည်း2024အောက်တိုဘာ10ရက်မှာအိုးဘော်ထောင်မှာကြဆုံခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အလားတူပြီးခဲ့တဲ့ဇွန်လ29ရက်နေ့မှာလည်းမန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဟာမန္တလေးအိုးဘော်အချင်းထောင်ထဲမှာလုံလောက်တဲ့စေကူးသားခွင့်မရရှိခဲ့တာကြောင့်တင်ဆောင်ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့်ပြည်내နဲ့ Federal Unit လွှတ်တော်တွေလွှတ်တော်ကိုစားပြုကော်မတီတွေကမန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးနဲ့တကွຫນွေဥတော်လိုင်းရေးကာလာတွင်ကြာဆုံးခဲ့ပြီးဖြစ်သောရဟန်းရှင်လူចောင်းသားပြည်သူများကောင်းရာသူဂတိလာပါစေလို့ပူးရဲကြေညာချက်နဲ့အတူ အချင်းထောင်တဲမှာမလို့အဖေကြဆုံးခဲ့ရသူတွေအတွက်မင်းအောင်လိုင်းဦးဆောင်တဲ့အကျန်းဖက်စစ်တပ်နဲ့လက်ပါစေတွေကိုလုံးဝခွင့်လွှတ်မှာမဟုတ်ဘဲပြည်ရင်းပြည်ပအဖွဲ့အစည်းတွေနဲ့ပူးပေါင်းကတရားမျှတမှုအတွက်ဆက်လက်ဆောင်ရွက်သွားမယ်လို့ထုတ်ပြန်လာတာဖြစ်ပါတယ်။ ဒီကြေညာချက်ကိုစကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တနင်္သာရီတိုင်းလွှတ်တော်မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ရန်ကုန်တိုင်းလွှတ်တော်အီယာဝရီတိုင်းလွှတ်တော်ကချင်ပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီကယားပြည်နယ်လွှတ်တော်၃ရက်ကော်မတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရင်ပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီချင်းပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီမွန်ပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီရှမ်းပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီပဲခူးတိုင်းလွှတ်တော်ကိုစားပြုကော်မတီနဲ့မန္တလေးတိုင်းလွှတ်တော်ကိုစားပြုကော်မတီတို့ပူးတွဲထုတ်ပြန် ခဲ့တာဖြစ်ကြောင်းသိရပါတယ်ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့ဆစ်ရှုံးနေတဲ့စစ်ကောင်စီကဆေးအာနာရှင်စနစ်တပ်စိုးရှည်ရန်ငင်းချမ်းရေးတစိုက်ကပ်ပြီးအတူရောင်ရွေးကောက်ဝဲလုပ်ရန်ကြိုးပမ်းနေဟု PNFC ဥက္ကဋ္ဌပြောကြားတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ အာနာသိန်းစစ်ကောင်စီပြုလုပ်ခဲ့တဲ့ငင်းချင်းဖိုရန်ဆိုတီမှာဆေအာနာရှင်စနစ်တပ်ဆိုးရှေ့ရဲ့ငင်းချင်းဒစိတ်ကပ်ပြီးတရားမဝင်အတုရောင်ရွေးကောက်ပွဲကျင်းပနိုင်ရေးကြိုးပမ်းမှုသာဖြစ်ကြောင်းပို့အမျိုးသားဖက်ထွေကောင်စီ PNFC ဥက္ကဋ္ဌခွန်မြင့်ထွန်းကပြောကြားပါရယ်အာနာသိန်းကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်က2025ခုနှစ်ဒီဇင်ဘာလနဲ့ဇန်နဝါရီလအတွင်းရွေးကောက်ပွဲကျင်းပမည်ဟုပြောဆိုထားတဲ့ကဲ့သို့ဇွန်လ25ရက်မှ29ရက်အထိနေပြည်တော်မှာကျင်းပခဲ့သောစစ်ကောင်စီ ီငင်းချင်းရေးဖိုရမ်တွင်လည်းစစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေသည့်နိုင်ငံရေးပါတီများကရွေးကောက်ပွဲကျင်းပနိုင်ရေးအလေးပေးပြောဆိုခဲ့ကြပါသည်။ငင်းချင်းရေးတစိုက်ကပ်ပြီးတော့တရားမဝင်အတုရောင်ရွေးကောက်ပွဲလုပ်ဖို့ကြိုးပမ်းတာဖြစ်တယ်။စိတ်ကောင်းချိတ်ပြီးခွေးသားရောင်းတာဖြစ်တဲ့ပါဝင်ပတ်သက်တဲ့သူတွေကလည်းဒီကိစ္စကိုတိတိကျကျနဲ့ဝိုင်းလုပ်ကြတာအဓိကကဆေးအာနာရှင်စနစ်သက်ဆိုးရှိဖို့လုပ်တာဖြစ်တဲ့အဲ့ဒါကိုဝိုင်းလုပ်နေကြတဲ့အကြောင်းပြချက်အမျိုးမျိုးနဲ့ပေါ်ပြအဓိကဆေးအာနာရှင်စနစ်ထက်ပြီးသက်ဆိုးရှိသွားအ ောင်အခုဖြစ်နေတဲ့စစ်ကောင်စီကစစ်မျက်နှာပေါင်းစုံမှာရှုံးတဲ့ရှုံးလာတဲ့အခါကျတော့ငြိမ်းချမ်းရေးကောင်းစဉ်တက်ပြီးလှုပ်တာပေါ့ဟု PNFC ဥက္ကဋ္ဌခွန်မြင့်ထွန်းကပြောပါတယ်။ စစ်ရေးနိုင်ငံရေးအဖက်ဖက်ကအထင်နာနေတဲ့စစ်ကောင်စီကရွေးကောက်ပွဲကျင်းပပြီးထွက်ပေါက်ရှာရန်ဂျိုးပန်းလျက်ရှိတကယ်တော့စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်နေသူများကလည်းရွေးကောက်ပွဲကျင်းပမှဖြစ်မည်ဆိုသည့်လေးတန်းများကိုဇွန်လနောက်ဆုံးပတ်မှကျင်းပခဲ့သည့်စစ်ကောင်စီနေပြည်တော်ငင်းချင်းရေးဖိုရမ်တွင်ဆွေးနွေးပြောဆိုမှုများပြုလုပ်ခဲ့ကြသည့်အချိန်လေးပေါ်ဒေါ်လာရေးအင်အားစုများကပြင်းပြင်းထန်ထန်ဝေဖန်ပါတယ်။ကရင်အမျိုးသားစီယုံ KNU ပြောရေးဆိုခွင့်ရှိသူဘရိုစော့တော်နီကလည်းစစ်ကောင်စီနဲ့ပူးပေါင်းနေ သူများကရွေးကောက်ပွဲလုပ်ရန်ပြောဆိုနေသူများအပေါ်ဒါကလည်းဖောက်ပြန်တဲ့သူတွေပဲပြောနေတာအများစု တွေ့နေရတယ်လေဟုပြောပါရယ်ရွေးကောက်ပွဲကိုတစုထိုးလှုပ်ဆောင်မှာကရလက်အစိုးသားကြုံရမည်ဟု KNU ပြောရေးဆိုခွင့်ရှိသူကသတိပေးပါရယ်ချင်းမျိုးသားတက်ဦး CNF ပြောရေးဆိုခွင့်ရှိသူ slide ထန်ဒီကလည်းငင်းချမ်းရေးအတွက်ရွေးကောက်ပွဲဆိုသည်မှာ နိုင်ငံရေး၌စစ်တပ်တရားဝင်ရက်ဒီ၌ယင်းအမြဲတမ်းအာဏာရရှိရေးကြိုးပမ်းမှုသာဖြစ်ကြောင်းပြောပါရင်စစ်တပ်၏သဘောထားကိုတည်ရဲတန်ရောင်လိုက်နေသူများသည်ကိုကြိုးအတွက်လှုံ့ဆော်နေသူများဖြစ်ပြီးစစ်ကောင်စီအာဏာရရှိရေးပံ့ပိုးနေသူများဖြစ်သည်ဟုစလိုင်းထန်နီကပြောကြားထားပါရင်ငြိမ်းချမ်းရေးအတွက်ရွေးကောက်ပွဲဟာအရေးကြီးကြောင်းအတွင်ကူးပြောင်းရေးအတွက်ရွေးကောက်ပွဲလိုအပ်ကြောင်းအရက်သားအစိုးရဖြစ်ရန်ရွေးကောက်ပွဲလိုအပ်ကြောင်းစသည်တို့ကိုစစ်ကောင်စီငြိမ်းချမ်းရေးဖိုရမ်တက်ရောက်လာသူများကပြောဆိုခဲ့ကြသည် တွေ့ရပါတယ်အနာသိစစ်ကောင်စီကကြိုးပမ်းနေသည့်ရွေးကောက်ပွဲအတွက်ပူးပေါင်းဆောင်ရွက်နေသူများ၏လုပ်ရက်သည်လက်ခံနိုင်စရာမရှိသည့်လုပ်ရက်ဖြစ်ကြောင်းပြည်သူ့ကာကွယ်တပ်မတော် PDF ဖြူဟာ30တော့စစ်စင်ရေးမှုရဲဘော်စောတောက်ကိုကပြောပါရယ် စစ်ကောင်စီနဲ့ပေါင်ပြီးရွေးကောက်ပွဲလုပ်ဖို့ကြံနေတဲ့အကြံသမားတစုဟာလည်းပဲပြောရမယ်ဆိုရင်ပလင်းတူဘူးဆိုးတွေအဲ့ဒီကောင်တွေအားလုံးကလူလူလက်ခံယုံကြည်ဖို့အတွက်ဘာရီလုပ်ပြီးပြီလဲဘာမှမလုပ်ဘဲနဲ့အခါအခွင့်သိရင်ထထအော်နေတဲ့ကောင်တွေလောက်တော့ကျွန်တော်တို့ကလည်းလက်ခံနိုင်စရာအကြောင်းမရှိဘူးဟုဖြူဟာ33စစ်စင်ရေးမှူးရဲဘော်စောဒါကိုကပြောပါတယ်ရွေးကောက်ပွဲလုပ်တင်သည့်ဆိုသူများသည့်လူလူလက်ခံသူများမဟုတ်လူလူအတွက်ငြိမ်းချမ်းရေးလိုလားသူများမဟုတ်ဒီကိုအားလုံးအသိပင်ဖြစ်သည်ဟု၎င်းက ါဆိုပါတယ်အဲ့ဒီကောင်တွေပြောတဲ့စကားတော့ယုံကြည်စရာအကြောင်းလည်းမရှိသလိုကျွန်တော်တို့အနေနဲ့အယုံကြည်လည်းမရှိပါဘူးဟုရဲဘော်စောရာကိုကဆက်ပြောပါတယ်တော်လိုင်းရင်လှူရှာမှုတွေပါဝင်နေသည့်ကလိုစီထူကလည်း ဟိုကဒီကပြန်လွင်လာတဲ့ဗီဒီယိုတွေကတစဉ်ဥကိုကိုကြီးနဲ့ဒေါ်ဆန္ဒမင်းတို့နှစ်ယောက်ရဲ့ပြောစကားတွေကိုနားထောင်ရပါတယ်။ဆက်ဆုပ်ရွန်ရှာခြင်းဆိုတဲ့ခံစားချက်တမဟုတ်ခြင်းကိုဖြစ်ပါတယ်။အနာဂတ်နိုင်ငံရေးမှာစစ်တပ်ကဥဆောင်တဲ့အခန်းကဏ္ဍကနေပါနေရမှာကိုလက်မခံလို့မဖြစ်ဘူး။အဲ့ဒီလိုလက်မခံရင်အာဏာသိမ်းတပ်တန်းတွေတိုးနေတာကိုပဲယူမာလားဆိုတဲ့စကားမျိုးတွေပြောထားတဲ့ဥကိုကိုကြီး NLD ကပြီးသွားပြီဆိုတဲ့စကားမျိုးပြောထားတဲ့ဒေါ်စန္နာမင်းကျွန်တော်ကတော့ဒီလူတွေဟာပြည်သူလူထုရဲ့ရင်ထဲကဆန္ဒတွေဆိုတာထက်စစ်တပ်ကပေးတဲ့အယိုးရင်းကိုဘယ်နာကြက်ရကြက်ရစစ်တပ်ကပေးတဲ့နေရဘယ်နေရလေးရရချိန်နဲ့စွာနဲ့ပြည်သူကိုမျက်ွယ်ပြုနေတဲ့အောက်တန်းစားတွေလို့သာခန်းစားရပါတော့တယ်ဟုဇွန်လ29ရက်မှာလူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်ငင်းကြံရေးဖိုရန်ကိုစစ်တပ်ကဖိတ်၍တက်ရောက်ခဲ့ကြသူများမှန်တဲ့၌ကိုမျက်နှာကိုပြန်ကြည့်ရန်၎င်းကတိုက်တော်မာတယ်။ ငါကဘသူကိုကိုစားပြုလို့လေငါကဘသူကငါ့ကိုဘသူကထောက်ခံနေတာမို့လဲလို့တခါလောက်များတကိုစားရဲရဲဝံ့ဝံ့ပြန်မေးကြည့်ဖြစ်ကြသေးလားမေးပြမယ်မေးဝွန့်မယ်လို့လည်းမထင်ပါဘူးဒီလူတွေဆိုလိုချင်နေကြတဲ့ငြိမ်းချမ်းရေးဆိုတာကစစ်တပ်ကိုဆက်မတိုက်တော့ပဲအညံ့ခံအလျှော့ပေးရင်စစ်တပ်စိတ်တိုင်းကြဘာလို့လို့ငြိမ်းခံရေးပါပဲပြည်သူပဲထိခိုက်နစ်နာတယ်ဆိုတဲ့စကားတွေကိုလှိုင်းလှိုင်းသုံးနေတဲ့အဲ့ဒီလူတွေကပြည်သူကိုတကယ်တမ်းဒုက္ခပေးနေတဲ့စစ်တပ်ကိုတော့လေးတန်းဟဟနဲ့တောင်မဝေဖန်ကြ ော့ပဲဟိုကထိုင်ဆိုထိုင်ထဆိုထလာလာအယိုးလာကိုက်ဆိုရင်တိုက်ပုံတွေမြမဝစ်စုံနေအဟိသာဝစ်စင်ပြီးအရှက်မဲ့စွာအမိသွားနိုင်ကြဖို့အမြဲအသင့်ဖြစ်သွားပါပြီတကယ်ဆိုအဲ့ဒီငင်းချမ်းရေးဖိုရန်ဆိုတာကြီးကိုလုံနေတဲ့အချိန်မှကိုပဲစစ်တပ်ဟာအရက်သားပြည်သူတွေကိုပြစ်မှတ်ထားပုံကျဲနေတာပါဘယ်သူကများဓာတွေတော့မလုံတဲ့မှာဘူးလို့တခွန်ဟပါတယ်လေဟုကလိုစေတူကရေးသားမိကွန်းထုတ်ထားပါတယ် ထို့သောစိတ်ဓာတ်မျိုးရှိသူများသည်စစ်တပ်ကလုံးမြေရွေးကောက်ပွဲဆိုသည့်နိုင်ငံရေးခွေးတိုးပေါက်ကိုစုပြုံတိုးနေကြသူများဖြစ်သည်ဟု၎င်းကဆိုပါရယ်ဒီလိုလူတွေအတွက်အဖြေကတော့များများဆဆမရှိပါဘူးကျွန်တော်တို့ဒီပွဲကိုအနိုင်တိုက်ဖို့ပါပဲတော်လန်ရင်မှကိုစွမ်းညံစွမ်းရှိနေတဲ့ဖြင့်အာတုံခွန်ဆိုင်အလုံးဆက်လုံးကြဖို့ပါပဲဒါမှမဟုတ်ရင်တော့ဒီစစ်တပ်ရဲ့အဲ့ဒီစစ်တပ်ကကန်းတဲ့အယိုးကိုက်တွေရဲ့အနာဂတ်ကိုသာတွေးကြည့်ပါတော့ဟုကလိုစေးထုကရေးသားထားကြောင်းသိရှိရပါတယ်